ကလဒဲမြေဝနဲ့မေယူမြေဝဘင်္ဂလားပင်လယ်ကင်းဆက်မှာတည်ထားတဲ့စစ်တွေဟာအချက်အချာကြတဲ့စီးပွားရေးမြို့တော်ဖြစ်ပါတယ်။ရေချောင်းကုန်းချောင်းလေချောင်းတွေနဲ့ရခိုင်ပြည်အနက်ပြည်မဖက်ကိုရှိတ်ဆက်ပေးထားပါတယ်။အဲ့ဒါအပြင်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအိန္ဒိယကလဒဲစီမံကိန်းကိုရီးယားဗက်စတစ်စိတ်ကဲအင်ယာစီမံကိန်းဘင်္ဂလားဒေ့ရှ်နေဆက်ကုန်သွယ်ရေးတို့ရှိနေပြန်ပါတယ်။ကလဒဲမြေချောင်းဘက်ဆုံတေယူပို့ဆောင်ရေးစီမံကိန်းဟာအိန္ဒိယနိုင်ငံအရှင်းမြောက်ကုန်းထပ်ပိတ်ဒေသတွေအတွက်ဘယ်လိုထွက်ပေါက်ဖြစ်ပါလဲ။ အဲ့ဒီစီမံကိန်းကိုအိန္ဒိယနဲ့မြန်မာအစိုးရတို့က2008ခုနှစ်ကသဘောတူလက်မှတ်ထိုးခဲ့တာပြီးအိန္ဒိယအစိုးရကအမေရိကန်ဒေါ်လာ1,500ပြန်ရင်းနှီးမြှုပ်နှံထားပါတယ်။အဲ့ဒီစီမံကိန်းမှာ စစ်တပ်စစ်ကဲကြောက်တော်ဘလဝစစ်ကဲအိန္ဒိယကလဒန်မြေကူးတရာနဲ့ဘလဝမီဇိုရန်ကားလန်တို့ပါဝင်ပါတယ်။အဲ့ဒီစီမံကိန်းဟာအိန္ဒိယအတွက်လိုအပ်တဲ့ကုန်ပစ္စည်းတွေကိုစစ်တွေကနေတဆင့်ဘလဝကိုဖျက်ပြီးတော့ရေလန်းကုန်းလိုင်းကတဆင့်တည်ယူရေးဖြစ်ပါတယ်။ ဒီကနေ့ကစစ်တွေမှာနိုင်ငံတကာဆင့်မီအိန္ဒိယရင်းနှီးစစ်ကိန်းကိုတိစောက်ပြစီထားပါတယ်စစ်တွေကနေဘလဝကိုရေချောင်းနဲ့ဘလဝကနေမီဇိုရန်ပြည်နယ်လောက်တလိုင်းကိုကားလမ်းပြင်တော်လို့ရတယ်ဆိုပေမဲ့လုပ်ငန်းတွေကမစနိုင်ရသေးပါဘူးတစ်ဖက်မှာလည်းဒီကနေ့ချိန်မှာစစ်တွေကလဲပြီးတော့ကျင်းတဲ့နေရာအလုံးကိုအေအာထိန်းချုပ်ပြီးသားဖြစ်ပါတယ်ဒါနဲ့တူကိုရီးယားနိုင်ငံကရင်းနှီးမြှုပ်နှံထားတဲ့ BHD မြို့သစ်စီမံကိန်းကတဝက်တစ်ပြည့်နဲ့ရှိနေပါတယ်ကလဒန်မြေကင်းဆက်မှာအကောင့်တွေပေါ်ထားတဲ့မြို့သစ်စီမံကိန်းကို ရခိုင်ပြည်အစိုးရနဲ့ VHD International Company တို့က2015ခုနှစ်ကစတင်ပြီးတော့အကျိုးထူပူပေါင်းလုပ်ကိုင်ခဲ့ပါတယ်။ဤက60ခန်းကြေဝန်းရှိပြီးတော့နိုင်ငံတကာအစိမ့်မင်စီမံကိန်းဖြစ်ပါတယ်။စစ်တွေကန်နာမြို့သစ်စီမံကိန်းစစ်တွေ Waterfront New City Project မှာလူနေအိမ်ယာတွေကုန်တရေးနေရာတွေထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းစဉ်တွေစက်မှုလုပ်ငန်းနဲ့အနားယူအပန်းဖြန့်မှုတွေကိုပြည်သူ့တစီတွေပေါင်းစည်းထားပါတယ်။ဒါနဲ့အတူလက်လီလက်ကားဈေးကွက် စုပေါင်းအင်ယာအဆင့်မြင့်ကွန်းတို့ဂိုဒေါင်နဲ့ပို့ဆောင်ရေးဆိုင်ရာဝန်ဆောင်မှုကုန်တင်မှုလုပ်ငန်းတို့ပါဝင်ပါတယ်။စစ်တွေဟာနေဆက်ကုန်တင်ရေးမြို့တော်ဖြစ်ပြီးတော့အာနာပိုင်တွေအတွက်အခွင့်ဒေါ်လာများစွာကိုနေဆက်ရှာပေးနေပါတယ်။မြန်မာဘင်္ဂလားဒေ့ရှ်နေဆက်ကုန်တင်ရေးစခင်တစ်ခုဖြစ်တဲ့စစ်တွေရွှေမင်းငယ်နေဆက်ကုန်တင်ရေးစခင်ကနေ2022ခုနှစ်ဧပြီလအတွင်းဒေါ်လာ3သန်းနီးပါးကုန်တင်မှုပြုလုပ်ခဲ့ကြောင်းရခိုင်ပြည်နယ်ကုန်တင်များနဲ့စစ်မှုလုပ်ငန်းအသင်းရှင်များစီးရင်မှတွေ့ရှိရပါတယ်။ စစ်တပ်ကုန်သွယ်ရေးစခန်းကနေကုန်မျိုးစုံကိုတန်ရှင်4366တန်ဒေါ်လာတန်ပေါင်းများစွာတင်ပို့ခဲ့ပြီးတော့အခုချိန်မှာဈေးပြတိပခကြောင့်ရနာထားရပါတယ်